ဘုန်းကြီးတွေတော့ဒီလိုပြည့်စည်လမ်းလွဲနေမှာတော့ဦးဇင်းတို့ဒီလရှင်တွေကို guideline စနစ်တကျတို့တို့ရဲ့ missionary ဘာလဲဘာတွေလုပ်ကြရမှာလဲပိတာရဏအလုံးလိမ့်မဲ့တာရဏမှာမဟုတ်တာဘုရားကကုဏပြကြတဲ့ missionary တွေသူကိုယ်တိုင်လုပ်သွားတာပဲဒီမှာဘုရားတရားမွေးချောက်ဝင်ပြီပါဘုရားမြန်မာနိုင်ငံမှာရှိနေတဲ့သာသနာဝန်ထမ်းဒီလရှင်တွေဟာမြတ်စွာဘုရားအလိုကြဖြစ်ပါသလားဘုရား မြတ်စွာဘုရားကဘိက္ခုနီမျိုးသမီးတာသနာဝန်ထမ်းကို၃ကြိမ်တိုင်တိုင်ခွင့်မပြုခဲ့ဘူးလို့လည်းကြားသိရပါတယ်ဘုရား။အတိလရှင်နေဟာယဟန်းနေလိုခေါင်းတုံးသင်္ကပ်ပတ်ပြီးဆွန့်ဆန့်ဆိုင်ခံနေရပါတယ်ဘုရား။ဒီလိုတာသနာကိုအမိပြုပြီးအလူကန်စားရင်ဆွန့်ဆန့်ဆိုင်မခံရဘူးလို့မြတ်စွာဘုရားကဝင်းကြီးချမှတ်ထားတာကိုယဟန်းနေကအတိပါလေးရဲ့ဘယ်လိုသဘောနဲ့တိလရှင်ကိုခွင့်ပြုထားတယ်ဆိုတာရှင်းပြပေးတော်မူပါဘုရား။ ယနေ့ဘိက္ခုနီဒါရဏဘောနော်ဘိက္ခုနီဒါရဏဗုဒ္ဓလက်ထက်ကရှိခဲ့ပါတယ်အမျိုးသမီးတွေသူတို့မှလည်းဝီနီတိတ်ခဗုဒ္ဓီအကုန်လုံးရှိပါတယ်ယနေ့ဘိက္ခုနီဒါရဏကတော့တိရိလင်္ကာမှာတော့ရှိနေပါသေးတယ်ထေရဝါဒငါးနိုင်ငံမှာတိရိလင်္ကာနိုင်ငံပဲတရားဝင်အတိမတ်ပြုရှိပါတော့တယ်ထိုင်းနိုင်ငံမှာလည်းမရှိပါဘူးနော်ထိုင်းနိုင်ငံမှာတော့တရားဝင်အတိမတ်မပြုတာပါဒါပေမဲ့တိရိလင်္ကာကနေပြီးတော့ ိတ်ကိုနီရမ်းကန်ပြီးတော့နော်ဥဆောင်တဲ့အခါမှာယနေ့ရေဆိုရင်အ200ကျော်အထိရှိနေပြီလို့လည်းကြားပါတယ်ပိတ်ကိုနီတွေနော်အဲ့တော့မြန်မာပြည်မှာတော့ပိတ်ကိုနီဒါရဏမျိုးဆက်ပြတ်သွားပါတယ်နော်မြန်မာပြည်မှာမရှိပါဘူးမြန်မာပြည်မှာပိတ်ကိုနီဒါရဏလည်းရောက်မလာပါဘူးအဲ့တော့မြန်မာပြည်မှာဒီလရှင်တမိုင်းကတော့ဦးဇင်းတို့မှတ်တမ်းတွေရရေဆိုရင်တော့1900 30လောက်မှာပေါ်ပေါက်လာတယ်လို့ လိလာသိရှိရပါတယ်။တော့တရားဝင်သီလရှင်အဖွဲ့အစည်းအနေနဲ့ဖွဲ့စည်းပြီးတော့ခွင့်ပြုလာတာတော့1950လောက်မှမှသီလရှင်နော်အဖွဲ့အစည်းအဖြစ်နဲ့ဖြစ်လာတာပါ။အရင်ဒါဦးဇင်းတို့မန္တလေးဆိုရင်တော့ဒါ1850ပေါ့နော်1850အဲ့လောက်ကာလတွေမှာပေါ့။အဲ့တော့ပြောချင်တာအရာပါလေရေးဆိုတော့ဦးဇင်းတို့မြန်မာပြည်မှာရဲ့ပြည်တနာကနော် ယနေ့ဒီလရှင်6000ကျော်ဦးဇင်းတို့ဘုန်းကြီးက4သိန်းကျော်ရှိနေတယ်အဲ့တော့ဒါတွေကဦးဇင်းတို့ကစနစ်တကျပြောရမယ်ဟဲ့ဆိုရင်ဦးဇင်းတို့ရဲ့တိုင်းပြည်ဟာနံပါတ်1ကနိုင်ငံရေးစနစ်ပေါ့နော်နိုင်ငံရေးစနစ်မှားပေါ့နိုင်ငံရေးစနစ်မှားရဲ့အောက်မှာဦးဇင်းတို့တိုင်းပြည်ကြီးကမြင်တဲ့တိုင်းပြည်အလုံးကမောက်ကမတွေဖြစ်လာပညာရေးတွေပျက်စီးလာတယ်စီးပွားရေးတွေပျက်စီးလာတယ်နှိမ့်ကျလာတယ် အဲ့တော့မိမိဘတွေကကလေးတွေကြောင်းမထမ်းနိုင်ဘူးဟုတ်ကဲ့ပြီးကြတဲ့တော့စန်းစစ်ကြီးတို့လက်ထက်မှာမမူလာတန်းပညာအခမဲ့တို့လက်ထက်ပညာအခမဲ့တို့ကျောင်းကနေပြီးတော့ဇေယိတ်တွေမြင့်တင်ပေးတာတို့နော်အစရှိတဲ့ပြည်မပြန်လောက်တာပေါ့ဟိုးရင်ကတည်တဲ့အချိန်ပဲကျောင်းကလည်းပဲပေးရတယ်နော်ပစ္စည်းတွေကလည်းကျန်မလည်းကောင်းစီမျိုးမျိုးနဲ့ခွဲတန်းနေဟေ့ဆိုမပေးနိုင်တော့ကျောင်းမထမ်းနိုင်ကြကျောင်းမထမ်းနိုင်ကြတဲ့အခါကျတော့ဘုံကြီးကျောင်းတွေရောက်ကုန်ကြတာပေါ့နော် ဆင်းရဲမွဲတေမှုပြဿနာပေါ့ဒါအင်မတမတ်တော်တော်ကြီးပါတယ်ဘုန်းကြီးတွေတဲကိုတိလရှင်တွေတဲကိုတကယ်မရှင်နေရီဒါရဏပြုကျင်လို့ဗုဒ္ဓရဲ့လမ်းစဉ်တွေရပြုကျင်လို့ရောက်ကြတဲ့ဟေ့ဆိုတာအင်မတန်ရှားပါပါတယ်တကယ်တမ်းတော့ခုနပြောခဲ့တဲ့မရှင်နေရီနော်ဗုဒ္ဓရဲ့လမ်းစဉ်တွေနဲ့ဗုဒ္ဓချမှတ်တဲ့ဒါရဏလမ်းစဉ်တွေတကယ်ထမ်းဆောင်ကျင်လို့ဟေ့ဆိုရင်အများကြီးကြိုက်တာပေါ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ တာရဏဘောင်ကအနေချောင်နေစားချောင်နေနော်ခုနပြောတဲ့အေးရှိပဲတာရဏဘောင်ရောက်ရင်ကာကောင်းကောင်းနော်ကြောင်းကောင်းကောင်းဇင်ခံလို့ရတဲ့ဟေးဆိုတဲ့အမြင်နေဖြစ်လာတာလေတော်တော်လေးကိုမှဝန်းနေစရာကောင်းပါတယ်ဦးဇင်းတို့တချို့တချို့ဆိုရင်တော့မှတွေ့နေကြတာနော်တချို့ဆိုဦးဇင်းတို့လာပြောတဲ့အေးမင်းမာဟိုအရင်ကရေးဆိုမာစီတဲဝင်လိုက်ပါလားနော်မာစီဓမ္မဂရိကတရားဝင်ပြိုင်လို့ရတယ်ဓမ္မဂရိကပြင်ရင်ဘာဖြစ်တယ် မုဂုတ်ထဲဝင်လိုက်ပါလားမုဂုတ်ဓမ္မဂရိကဟိဆိုရင်တရားတွေဟောလို့ရတယ်စရှိတည်ဖြစ်ပေါ့နော်ညွှန်ကျင်တာရဘုန်းကြီးတွေကဘလို့ဘယ်တဲ့ဝင်တိုးရင်ကြီးပွားမလဲဒီလိုတွေအချောင်နှန်းစင်တွေလိုက်လာတာဝန်နေစရာကောင်းပါတချို့ဟိဆိုရင်မလွန်ဆန်အတင်းနဲ့ဝင်တိုးပေါ့နော်သူတို့တရားဟောခွင့်ရာရေးတွေတချို့ဆိုဘယ်ဘုန်းကြီးနဲ့ဝင်ကပ်ပေါ့သူတို့တရားဟောခွင့်ရာရေးတွေတီးတကူ မာရိတ်ဆိုရင်လည်းတချို့တီတကူဝင်ကပ်ပြီးတော့တီတကူကနေသူတို့ဒီကိုလာတဲ့တရားပွဲတွေလူတွေလည်းနာမည်ကြီးတဲ့ဇီတွေကိုတွားပြီးချင်းကပ်ပြီးတော့ပြင်ကြတာဟုတ်တီတကူညီမာရိတ်ဆိုရင်လည်းအဲ့ဒီတီတကူတရားပွဲတောင်းခံတဲ့သူဟေးဆိုရင်လက်ထိုးရတာတွေတောင်ကြားလာအဲ့တော့တီတကူအဖြစ်တပည့်တွားပြီးတော့ခံနေဟေးဆိုရင်နေရာရမယ်ဟေးဆိုတော့တပည့်တွားပြီးတော့ခံကြပေါ့နော်ပြီးတော့မှမွေးနေတယ်ဟေးဆိုရင်သူ့ကိုတွားပြီးတော့ခါရတာပေါ့300ရို့400ရို့တီတကူကို တို့ကတော့တွန်သေးအိမ်တကเนาะအဲ့ဒီဘုံကြီးသိန်း300လာကွာကတော့ဒါတော့နဲလို့ဆိုလို့ပြင်ရောက်ပါဆရာတို့ရည်ရှိစဉ်ရတော့ဦးဇင်းတို့ပြန်ပြီးတော့ကြားเนาะဘုန်းနေစရာကောင်းပါတယ်တာဏဘောင်ကဒီလိုမျိုးတွေเนาะတရားပွဲတွေကလှုပ်ရှားရတွေဖြစ်လာတချို့ရေးဆိုရင်ဘလောက်ထိဆိုးလာတယ်လေဟေ့ဆိုတော့ဓမ္မယုံနေဟေ့ဆိုရင်လည်းပြေသူတို့တပည့်တွေရှင်းလွတ်တယ်เนาะစကိုင်းခေမီနာတို့ဟေ့ဆိုရင် ီလိုတွေလှုပ်ရှားနေကြတာအများကြီးပါပဲတခြားဓမ္မဂရိကတွေလည်းရှိပါတယ်တရားပွဲစားတွေနဲ့သူတို့ကိုဘလောက်ပေးတရားပွဲတွေဘလောက်ထိရမဲသူတို့ဓမ္မယုံတွေလိုက်ပတ်ကြည့်ဒီဓမ္မယုံကနှစ်စဉ်ဘလောက်လူလဲဒီက3 90လူတယ်ဟေးဆိုရင်သူတို့က3 90လောက်သွားရင်းလိုက်တယ်ဒီဆရာတော်ကိုပင့်ပေးပါသူတို့3 90မှတည်ပါတယ်7ရင်းမှတည်ပါတယ်ဓမ္မယုံကဘုပ္ပကလည်းပဲတည်တဲ့အတိုင်းမင်းမတည်တယ်ဟေးဆိုသူတို့အတွက်နည်းနည်းပဲခွင့်ပြရတယ်ဟေးဆိုတော့ အဲ့ဒါနဲ့ဦးဇင်းတို့ကတကယ်ညောင်ရီမင်းကြီးဆရာတော်တို့လိုတရားရှင်းမှန်ဓမ္မရှင်းမှန်တွေဟောပြရမယ်ဘုန်းကြီးတွေကနေရာမရတော့နေရာမရတော့အဲ့ဒီဝမ်းကြီးချုပ်တည်းနဲ့ကလင်ကကြီးကြထားကြအဲညောင်ရီမင်းကြီးဆရာတော်ရှိတုန်းကဦးဇင်းကပြောပြတော့ဟာအဲ့လိုကြီးဖြစ်နေတာလားကွာတဲ့ဟာဟုတ်တယ်ဗျာလို့နော်အဲ့လိုတွေဝမ်းကြီးချုပ်လုံးနေကြတာဗျာလို့ဆိုဆရာတော်ကြီးကတော့အံ့ဩနေတယ်နော်တကယ်ကိုမှကလင်ကကြီး ဒီပုံပြနေဘုန်းကြီးတွေတော့ဒီလိုပျက်စီးလမ်းလွဲနေမှာတော့ဦးဇင်းတို့ဒီလရှင်တွေကိုခုနကပြောခဲ့တဲ့ guideline စနစ်တကျတို့တို့ရဲ့ mission တွေဘာလဲဘာတွေလုပ်ကြရမှာလဲပိတာရဏအလုံးလိမ့်မဲ့တာရဏမှာမဟုတ်တာဗုဒ္ဓကခုနကပြောခဲ့တဲ့ mission တွေတွေသူကိုယ်တိုင်လုပ်သွားတာပဲဗုဒ္ဓကတစ္ဆာလေးပါဘောဓိပင်ကြီးအောက်မှာသိပြီဟေ့ဆိုတော့ဘောဓိပင်ကြီးအောက်မှာတတလုံးထိုင်နေရင်ဦးဇင်းတို့ကဗုဒ္ဓကဘယ်လိုလုပ်သိလိုက်မှာဒါကြောင့်မလို့တစ္ဆာလေးပါတိတွေပိစီကဗုဒ္ဓတွေရှိတယ်ဦးဇင်းတို့သိတော့မသိဘူး ဘယ်ပစ္စည်းကဗုဒ္ဓကိုဦးဇင်းတို့နာမည်သိလဲဘူးမှမသိဘူးဦးဇင်းတို့ကဗုဒ္ဓကိုဘာလို့ကိုးကွယ်တာတုံးဆိုတာဗုဒ္ဓကဦးဇင်းတို့ကိုခုနကပြောခဲ့တဲ့အတိညာဉ်လေးနော်45နှစ်ပတ်လုံးမင်္ဂလာရှိအောင်ဘလို့နေရတယ်ထိုင်ရတယ်မင်္ဂလာရှိအောင်နေနီးထိုင်နီးတယ်နော်မိညင်တွေက10ပါးတယ်လူတွေခုနကပြောခဲ့တဲ့တိုင်းပြည်ရဲ့ကောင်းဆောင်လေးမားနေတယ်ဟဲ့ဆိုရင်တိုင်းလူပြည်သားတွေဆင်းရဲဒုက္ခရောက်မှာဆိုလို့ဒီလိုတွေကျင့်သုံးနေထိုင်နိုင်အောင်ဟောပြကြတင်ပြကြဆုံးမကြနော် မေတ္တာတုတ်မေတ္တာတရားတွေနိဂေတွေထဲမှာနေနီးထိုင်နီးတွေနော်စိတ်ကောင်းထွန်းငါးရေးတွေဓမ္မပရတွေနော်ကိုကြီးတိတ်ကမြင်မာရေးတွေဒါတွေဆောင်ရွက်ရမှာလေအခုကဂျင်းနေမိနေကြတာယန္နာဖြစ်တဲ့ဟေးဆိုရင်ဂူအောင်မှเจ้าကြီးမှအောင်မှမျက်လုံးကြီးမှိတ်ပြီးတော့တရားသိကြအောင်ဆောင်မှရေးဆိုတော့ကလင်ကြစ်တွေကြလာကြဒါမှမဟုတ်ဘူးလေတရားသိတယ်ဟေးဆိုအလုပ်ပို့လောက်ကမှာဟော နောက်တဲ့တမီနေ၅ရှိရင်မှရှိမှာအခုရှိနေတဲ့ဒီတမီနေမှာဓမ္မထွန်းကားရေးဖြစ်နော်အတ္တတာသိပါစေနေချင်းရှင်ချင်းငါလုပ်မဟုတ်ဘူးတရားတကယ်သိသွားတဲ့လူကအလုပ်ပုံလုပ်တာကိုပြောတာအခုကမြန်မာပြည်မှာရတရားသိတဲ့ရေးဆိုရင်ပို့ပြီးအနေချောင်သွားတယ်ဟောသူကရမ်းတာနော်ရမ်းတာဆိုမြန်မာပြည်ကဘာအလုပ်မှမလုပ်ရတော့ဘူးလို့အောက်မေ့ကုန်မြတ်စွာဘုရားရဲ့လမ်းစဉ်အကုန်လုံးကြည့်ပြီးမြတ်စွာဘုရားရဲ့တမိုင်းနေတယ်မှာ ဘုရားရဲ့တပည့်တွေကအလုံးမလုံးတော့မဟုတ်ဘူးဘုရားအလုံးမလုံးမှာဆိုလို့တော့ခုနပြောတဲ့စရတပိကဝိစာရိကန္တမန္တိဒိဋ္ဌဘုဒ္ဓနာဟိတာယကျောင်းမနေမနေနဲ့ဂူအောင်မနေနဲ့ဒါပြောတာကိုတိတဲ့တစ္ဆာဓမ္မတွေဖြန့်ဝေကြမင်္ဂလာရှိအောင်သင်ကြသို့ဆုံးမကြကိုကျင့်တိက္ခာတွေမြင်မအောင်လုပ်ကြသီလရှင်ကြီးဆိုလေဒါတွေလောက်ရမှာပေါ့စံခံစားရုံမှာမဟုတ်တာနော်အဲ့တော့မိကုန်ရှင်မေးတယ်လို့သူကမိကုန်ဒီ ဖြစ်နေရင်တော့ခဏပြောကြတဲ့စံခံစားတာဒီလိုမဟုတ်ပါဘူးနော်။ဘုန်းကြီးဒီလိုမျိုးဆုံးခံတာပဲလုပ်ရမှာပေါ့။အခုကတော့မြန်မာပြည်မှာတော့သိတဲ့အတိုင်းပဲဒါဗုဒ္ဓလက်ထက်ကလိုမျိုးမဟုတ်ဘူး။ရှင်ပါတီလာနဲ့တီလာရှင်ဟေးဆိုပြီးတော့ကိုယ့်ကိုအသွင်ပြောင်းပြီးတော့ပေါ်ပေါက်လာကြတာဖြစ်ပါတယ်။အဲ့တော့မြန်မာပြည်မှာရကတရားသိတယ်ဟေးဆိုရင် အလုံးမလို့ရဘူးလက်ကြောမတင်ရတော့ဘူးလို့ရဟန္တာရောင်ဆောင်းကုန်ကြတယ်။တကယ်မဟုတ်ပါဘူး။တရားပူသိလေ ဟိုအလုံးလောက်ရလေဖြစ်ပါတယ်။ဟောဆိုတရားတကယ်သိသွားတဲ့လူကခဏကပြောလို့မနဲ့ပြန်ရှည်ခြင်းကမသေးကြဘူး။ဒီနေ့ငါလှုပ်ရှားရှိတာမှန်တယ်များကိုဒီနေ့အကုန်အပြီးလုပ်မယ်။တနေ့တာလုပ်ငန်းတနေ့တာလုပ်ငန်းဒီနေ့ဓမ္မထွန်ခိုင်းရေးကိုချင်းတိတ်ကမြင်မာရေးမင်္ဂလာရှိတဲ့တိုင်းပြည်တစ်ခုဖြစ်ရေးနော်ခဏကပြောခဲ့တဲ့တရားဥပဒေတွေစိုးမိုးတဲ့နော်တကယ်ကိုချင်းတိတ်ကမြင်မာတဲ့ခဏကပြောခဲ့တဲ့အခြေခံသီလတွေစိတ်ကောင်းတဲ့နှလုံးသားတွေဒါတွေကိုတူးရင်းတယောက်ချင်းအမြဲတမ်းရေးဟာပြောဟာ လို့ဟာဒီလိုတွားတာမျိုးပါနော်ခုနပြောတဲ့အာနာရှင်နဲ့ပေါင်းစားမယ်ယန္တာရောင်ဆောင်မယ်ယနေ့တဘာဝရိတ်တာတို့လို့နော်လူဝိတ္တေကယန္တာဖြစ်လာပြီဟေးဆိုပြီးတော့ဂျင်းထည့်ပြီးတော့တတိုင်းပြည်လုံးရဲ့ပတ်စံတွေခြံွက်တွေတိုက်ခန်းတွေအကုန်လုံးလူရောင်းစားနော်မြေပွဲစားတိုက်ပွဲစားဝတ်ပေါက်နေတဲ့တာရဏဖြစ်လာတာဟာဗုဒ္ဓရဲ့ချမှတ်ထားတဲ့လမ်းစဉ်တွေနဲ့လွဲနေလို့ဘုံကြီးရောတိလရှင်ကိုဒီမှာပြီးမှလွဲပြီးရင်လွဲနေကြခြင်းဖြစ်ပါတယ်အလုံး မြင်မှန်ရနိုင်ကြပါစေလို့ပဲပြည့်ကြပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်